အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့ဖက်ပြပေးခြင်းတဲ့ဝတ္ထုတွေလေးကတော့စာရေးဆရာကြီးစင်ဖြူကျောင်းအောင်တဲ့ရည်သားထားတဲ့တမီစာဝတ္ထုတွေများစာအုပ်ထဲကနွဲဆိုတဲ့ဝတ္ထုတွေလေးကိုဖက်ပြပေးမှာဖြစ်ပါတယ်နားစင်ခန်းစားပေးကြပါအောင်ရှင်နွဲဂျိုးကုတန်ဆဲလျင် ရေတွင်းမှာတက်သီးတန်တကြွီကြွီကိုတက်တဲ့ကြရရတယ်ဂျိုးကုတန်ပြန်ပေါ်လာလျင်တက်သီးလေပတ်တန်ပြောက်သွားပြန်နေအေးဆောင်သည်ရွာအိုးเจ้าဘက်သို့ ရင်ပင်းရေကြည်တယ်။ဟုံဆောင်ထုတ်ထားသည်နဘူးချုပ်နှံအီဟိုဘဲ၌ဟုံကြည်ကြောင်ပရေအောင်ဟုံဖွေဖွေနှင့်ကိုနေပင်များငပြောပင်များ သို့တော်အုတ်ရည်တွင်ဝန်းကျင်ရှိငပြောပင်များမူညရောင်တွင်ပရေများရောင်တောင်းနေတယ်။ရွှေနေငပြောလည်းများသည် လေအစော၌နော့နွဲ့နေကြတယ်။ဒီငပြောပင်များကြားမှပေါ်လာသည်များမှာလလာရီခွေးမအေးအေးချင်း မိဆိုကျင်မီတုတ်တုံဒီအထဲ၌ညသွဲမပါသူပဲချိန်ပြီးသူပဲနောက်ကြတယ်တဲလီငါပြန်လိုက်ရမကောင်းမရှိရောအေးဆောင်တယောက်တည်းရေရော်တယ်ခေါင်းပေါ်မှာရှော့ရှော့ရှဲရှဲအတန်များပေါ်လာတယ်တပြိုင်တည်းထဲမှာပဲမကြီးပွေများမကြီးကဲ့အချောင်များကြာလာတယ်ပုတ်တဲ့နှကောင်ပင်စီကိုပတ်ပြေးနေကြခြင်းဖြစ်တယ်ပုတ်တဲ့နှကောင်စလုံးမွေးချောင်နေတယ်အပြာရောင်တစ်စက်ကလေးများမနှောသေး ပုတ်တင်များကိုမြင်ရသောအခါအင်းဆောင်၏အကြည့်သည် မကြီးတော်အဆက်ရှိရာခိုင်သို့ရောက်သွားတယ်။မိုးပေါ်မျောနေသောရာပြင်ကြီးမျက်စိတစ်စုံ၏ဟိုဘက်ရောက်သည့်အထိမဆုံးသေး။မဆုံးသေးသောကိုပဲရိုးပေါ်မဲမဲကြီးများကအဝေးမှ ကိုတင်ပြနေကြတယ်။စက်သီးတန်ကြာရပြန်ပြီ။အင်းဆောင်၏အာယုံကြောင်းဘက်သို့ရောက်တယ်။ရေအိုးကိုကောင်းမှမကျွေး။တန်လန်းဆွဲထားသည့်အေးအေးလိုက်။ကောင်းမှုကိုကောင်းမှုမှအခွေလိုက်တယ်မထား။ ကောင်းပေါ်မှာဖြည့်ဖြန့်ပြီးတင်ထားတယ်။အေးစာ မကြီးပင်ပင်စီကိုကြောပြင်းနဲ့ကတ်တယ်။ပင်စီဤဇောင်းတစ်ခုကြားတဲ့သို့ကိုဟူသွင်းထားတယ်။အေးလိုက်လာလျင် မကြမီညသွယ်ရောက်လာတော့မြည်တည်တဲ့ဖြင့်ငိမ့်နေရန် စိတ်ကူးတယ်။သူ့အသားကညိုမှမှ မကြီးပွေးကညိုမွဲမွဲမို့မျက်စီရှန်သွားနိုင်တယ်။ထို့သောအေးဆောင်ငိမ့်နေကမှမကြီးကဲတစ်ခက်ကချက်ပေါ်တက်လာတယ်။ရာကြီးကြီးဝေဒနာကို အေးဆောင်အောင်ခန်းနေမကြီးခက်သည် ချက်မှတစင်ရင်ဘက်ပေါ်သို့ရောက်လာတယ်။အေးဆောင်လက်ကိုအသာလှုပ်ခါမကြီးကက်ကိုတွန်ချတယ်။စင်စဲအားဖြင့်မကြီးခက်အစင်မဟုတ်ချင်းမကြီးခက်တစ်ခက်နှင့်အသွင်တို့သည်ပိုးကောင်သာဖြစ်တယ်။မကြီးရွယ်အညာနှင့်ခွဲမရအောင်အစစ်ကလေးတွေပါသည်ကအစာတူညီသည့်ပိုးကောင်သာဖြစ်တယ်။မြေပြင်ပေါ်တွင် တွင်ကလေးတွေပွာနေတယ်။မကြီးရွယ်ညာနှင့် မကြီးရွယ်ကလေးတွေကလည်းပြန်ကျဲနေသေးတာတွင်အဝါတွင် ပေါင်းတင်ပြီးဖွဲ့ချက်ထားသည့်ပိုးမြင့်တွေက အစမကြီးရွယ်ချောင်းနဲ့တရောင်းနေအေးဆောင်တွန်းချသောအကောင်သည်အမှန်မဲ့ဖြစ်သွားဟန်တူတယ်ရွေ့သွားတယ်ထက်ဆင့်ပြီးအေးဆောင်တွန်းသောအခါမရွေ့တော့ဘူးကုတ်ကန့်နေတယ်ထို့ကြောင့်ကဲဒီလောက်ရှိလာတာဆိုကကောက်ယူတယ်တွင်ထဲသို့စောက်ထိုးထည့်လိုက်တယ်ဟုတ်သေးပါဦး အေးအေးလိုင်းတော့ရောက်နေမှာဟာကိုအေးဆောင်တီးတိုးရေရွရင်ကဲကြည့်တယ်အေးလိုင်းဘေးတွင်ညသွယ်ရောက်နေတယ်သူလည်းကောင်းမှုပေါ်ဖြစ်ပြီး ခုံးမော်တင်ထားတယ်ကောင်းမှုမှာသူ့အဖေဦးသက်ပစိုးလောသူ့မှာငွေအိုးဤပစိုးလောမတဲကွယ်နဘိုးကြောင်တွင်နှွယ်တက်နေသောကြည်ရပင်ရှိသည့်အတွေ့ပစိုးထိဆနှဆကိုပူပြီးအဲ့လုံထားဒီမှာကတည်ကြတယ်။အင်းရွက်ခိုးထွက်လျင်ဒွဲ့အိတ်မဆောင် တောင်ပလုံးမယူဒီနဲ့ပစိုးဒိဆာနှစားကိုပို့ပြီးအိတ်ထောင်တစ်ပွဲလုံးကြသည်မှာဒီထနောင်းနှစ်ခွကြွားသူတို့အလေပေးသည်ညသွယ်သည်အေးလိုက်နဲ့စကားတပြောပြောနဲ့အတန်ကြအောင်ခင်းရွက်ခုနေပြီးမှလက်ခနဲပြောက်သွားတယ်အေးဆောင်သည်မျက်နှာကိုစူးပုတ်ထားလိုက်တယ်ချင်းဆိုသူက နောက်ကျပြီးရောက်လာသည့်အတွေ့ဖြစ်ပေတယ်တို့ရရွယ်မကြည့်ပင်ပေးတော့ညသွယ်ရောက်လာချိန်ဝယ်သူမျက်နှာစူးမနေနိုင်ပုတ်မနေနိုင်တော့ဘူး င်စီအမြောင်းထဲဝင်နေတော့ဒီကကောင်မကမမြင်တော့ဘူးပေါ့လေကြည်မှန်မသိကြည်လမ်းမှန်မသိလမ်းခဲ့တော့မြင်နေရဲ့ကြီးမှာဒီအတန်ပေါ်လာသည့်ခဏ၌သွားကြီးတွေဖော်လျက်ပြုံးမိပြီးသားဖြစ်သွားလေတော့တယ်တခြားလူတွေမြင်မှာစိုးလို့အေးချုံမြင်မှာစိုးစိုးတယ်ပေါ့ဘာဆိုကအေးဆောင်ဤကိုလုံးသည်ပင်စီအမြောင်းထဲမှာထွက်လာတယ်ဘာတွေပြောနေတာတော့အတန်မထွေညာမျက်လုံးပြူးများကမေးနေတယ် ဘာတွေဘက်တွေလုံးမနေနဲ့အေးချုံကိုဗမာတွေ့ပြီးဘာတွေပြောတော့အေးဆောင်စဉ်းစားတယ်အေးချုံနဲ့တိတိဆိုင်ဆိုင်တွေ့တာဆိုလို့ညသွဲမကြီးကန်းတကားဖြင့်ရေပြင်ကိုပေါ်တတ်နေရကအေးဆောင်ဤဒူးကိုတို့လိုက်ပြီးသိန်းလာမောင်တို့အလိုမတော်ဟိုစိတ်မရှိတဲ့အဖြစ်ထောက်ပေးတယ်ခေါင်းပေါ်မှာဖလက်ဖလက်ဟိုသည် အတောင်ခတ်တန်ကြသည်ဖြင့်အေးဆောင်မော့ကြည့်တယ်ဂျိုးနှကောင် အဖိုးအမပဲလို့နဲလူကြိုးပဲလို့ဝါသနာပါတာကိုမော့ကြည့်မနေနဲ့ကြုံမေးတာဖြစ်။အင်းအဲ့ဒီတုန်းကငါကတမင်းရောက်ပေးမှာပကံဆေးနေတယ်။ငါတယောက်တည်းမနိုင်နာမြင်တော့ဒုက္ခနာဝင်စေ။ဒါပဲအေးစေစေတွေ့တာပဲရှိပါကလားရှင်မရဲ့ကျွတ်တွတ်တွတ်ပြောမနေနဲ့။ညသွယ်သည်ပြောပြောဆိုဆိုမကြည်ကန်ဖြစ်အင်းဆောင်ဒူကောင်းကိုစောင့်ထိုးလိုက်ရင်ကအဲ့ဒီမှာတော်ဘာတွေပြောတယ်တော့ ကံပြောဟုစကားဆက်တယ်။မကြီးကံဖြင့်လှံပြီးထိုးသည့်အတွေ့ညတော်ဤနောက်တွဲစတုံးမှစမြိတ်သည်ပခုံးပေါ်သို့လွင်ဝဲတက်တယ်။ဒီစမြိတ်ကိုမြင်မှအေးစာအတက်တရောပြောနိုင်တယ်။မှတ်မိပြီမှတ်မိပြီဟာဒီဘာတဲကကောင်မလေးတွေဗီဒီယိုကြည့်ပြီးသပင်ဖြက်လိုက်ကြတာအားလုံးသပင်ဆက်တို့လင်းပြန်ကိုတွေဖြစ်ကုန်ပြီးနင်းနေမြတ်တွေပဲ သတုံးထုံးလို့ရတဲ့အပြူတွေကျန်တော့တယ်။အဲ့ဒါဘာဖြစ်တော့မကပါဘူးစဉ်းစားပါဦး။ဒါပါပဲဟာအဲအဲဒါကြောင့်နင်လည်းမြားတွေလှတယ်လို့လှနေတာပဲလို့ပြောမိတယ်ထင်ပါရဲ့။မဟုတ်ဘူးဒီလိုဖြောက်ွယ်ကွဲမနေနဲ့။ဒီပါထဲမှာငါအကြိုက်ဆုံးအပြူနှစ်ယောက်ကိုပြပါဆိုရင်နင်နဲ့မြားတွေပဲတဲ့။ဒါနဲ့ဟိုကတော်ကျုပ်ကိုရည်ရစကားပြောတာလားမေးတော့ ဖြစ်မှဖြစ်ရလေဟာကြားကြိုက်ပါတယ်ဆိုမှနာရာရှည်ယောဂါလာမင်းနေရသေးသလားဟုတ်တယ်ဟေးလို့တော်မပြောဘူးလားအေးဆောင်အန်အော်ရင်ဒီစကားကိုသူမမှန်မီတို့ရရင်မပြောမိပါဟူ၍လဲငင်းဆန်ရန်ခက်ခဲတယ်အလူတွင်ရှင်လန်းတဲကြွစွာဝိုင်းဝန်းလောက်ကင်နေကြရာဘလို့လျှော့တာ ပြောမိကြတယ်တို့ကြောင့်ပြောကောင်းပြောမိမယ်နိဗ္ဗာန်ဘသူက ဒိုးလိုဓာရီလာပြီးတရားခံစစ်စစ်နေရတာတော့ညတော်မဖြစ်ဒုတ်တချောင်းယူကလက်ဖွားပေါ်ရှိ အရေးအကြောင်းများကိုပြွေချောင်းလိုက်နေတယ်ပြောဟာဘသူပြောသတော်ဒူးကိုလန်တော်မှမပွဲတပွဲဖြစ်တယ်ဘသူပြောရမလို့ကာယကံရှင်ကပြန်ပြောတာပေါ့ညတော်မပွဲတပွဲပြောလည်းရင်ကောက်တော်မြီးဟိုတိပေးရောတို့ရတွင်အေးဆောင်မှာခံပြင်းစိတ်ပေါ်တီကိုကညတော်မရင်မီ ဟုတ်ပါပြီ။နေပြောသလိုပဲငါပြောမိတယ်ထားပါတော့။ဒါနဲ့ပဲအခုလိုတကူကချိန်ပြီးမေးရသလား။ຢာထဲမှာမင်းကတွေ့တော့ကဘာပြုလို့မမေးတော့။မမေးချင်လို့ပေါ့။အေးဆောင်သွားစီပြီးရေတံပြူတယ်။ညသွဲမျက်မှောင်ချပြီးမော့ကြည့်တယ်။ငါတို့ရဲ့တမီးစားတက်ဟာလေးနှစ်တည်းရောက်နေတာတွေ့ရတော့သိတယ်။မသိဘူးလို့ဘသူကပြောလို့တော့။တစ်နှစ်လာလဲຢာကမရ။တစ်နှစ်လာလဲຢာကမရနဲ့။ ကြာလာလို့မဆောက်ကျင်တော့ဘူးမဟုတ်လားတော်ကြောက်ကိုဒီလိုမစွဆွဲနဲ့စွဆွဲတာမဟုတ်ဘူးတကယ်ပြောနေတာဒီကောင်ကညွတ်တက်ပြီးအကြံဖန်လဲမလုတ်တက်တဲ့ငနှုံကအာ လူလယ်တွေနဲ့ရှင်လာရင် အလဲကားကောင်လို့နေ့အမေမြင်တယ်လို့နင်းလဲမြင်လာပြီမဟုတ်လားဒီတော့ဘာမဟုတ်တာလေးကိုအကျဲချက်အပြစ်ရှာပြီပေါ့မဟုတ်ဘူးတော်ဝါစပြီးတစ္ဆာဖောက်သွားရင်တော့ ကျုပ်အပြိုကြီးလုပ်မယ်လို့ပြောပြောနေတာမေ့နေပြီလားအင်းဆောင်អော်ပြီးရဲ့ဟဲ့တူတူပြောကြရေတွင်းမှာလူတွေကြနေတယ်ကြီးအာရွယ်တဆုပ်စာရနေပြီဖြစ်တော့အေးလိုင်ကလှမ်းတရီပေးတယ်အမှန်အားဖြင့်ညသွဲနဲ့အင်းဆောင်တို့မကြီးပင်အောင်မှာချင်းတွေ့နေတဲ့ဟူ၍သတင်းပြန့်သွားစေအောင်တနောင်းနှစ်ခွာရွာသူရွာသားများအတွေ့ထူးဆန်းမြင်မဟုတ်ချင်းဦးတဲ့တော်များတို့ကလည်း ရတဲ့သူဝီလီဝီလင်းတွင် ထားသွားမုံမုံမောင်မောင်ကြမှာပြန်တက်သော သူတို့သမီးအပေါ်တွင်ရခရိုချင်းဆက်နေသည့်အေးဆောင်ညီမြတစ္ဆာရှိညီမြအကူကြီးဆောက်ရှောက်ချောင်းကို ကောင်းစွာတည်ထားကြသည့်အတွေ့ခေါင်းတော်မြထောင်ကြည့်ကြလိမ့်မည်မထင်သို့တော့ရည်ကျင်းမှုမခံသေးသည့်ထနောင်းနှစ်ခွား၏ဇယိုက်မှာတိတာတိစေမမြင်စေနှင့်ဟူ၍ဖြစ်တယ်သို့အတွက် အေးစာမှာခေါင်းပူသွားတယ်။အတန်တော်နှိမ့်သွားတယ်။နှိမ့်တော်ညာဒေါသတန်မပြောင်း။ရပါတယ်မြတ်သွင်းရပါတယ်။အပြစ်မရှိအပြစ်မရှာပဲ။တစ်စိန်ချိုချိုးသွားလည်းဖြစ်ပါတယ်။ရင်းစည်းပြီးခံဖို့သာအသင့်ပါပဲ။သွားစစ်ပြီးပြုံးတဲ့ကနာကြီးမှုကို အတိုင်းအတာဖြင့်ပေါ်ပြတယ်။တော်ကျုပ်ကိုအသေးလို့ရှိုက်တန်ကြောင့်စကားပြတ်သွားရကငေတန်ပါအောင်အော်လျက်တို့ကိုအေးဆောင်ပဲလွတ်ပြစ်တယ်။ အေးဆောင်လဲပင်းကိုပြစ်ဖက်တယ်။ဟာဘာဖြစ်အေးဆောင်အထိတ်တလန့်ကြည့်တယ်။မကြီးခက်ကလေးတိုးတော့မကြီးခက်အစင်မဟုတ်။အေးဆောင်ဒူးပေါ်တွင်တလုံလုံသွားနေတယ်။မကြီးခက်များကိုတချောင်းပြီးတချောင်းကောက်ယူပြီးရေကြီးကိုချဲ့လက်ဘွားပေါ်မှာရေးအေးဆောင်ကိုထိုးခဲ့တယ်။မကြီးခက်အစစ်ကိုကောက်မိစဉ်ကဘာမှမပြညာဒုက္ခနောင်းကောင်ကို ကောက်ကင်မိတော့ခနာတွင်က ကျော်စီစီအတွေ့အထိကြောင့်အော်ဟင်လွတ်ပြေးမိတော့တယ်။အေးဆောင်အတန်အုပ်ပြီးရဲမောမိတယ်။ကောင်းတယ်အဲ့ဒါငရဲကြီးတာ။သူတော်ကောင်းကိုမကောင်းပြောလို့ငရဲကြီးတာမှတ်ပလား။တက်လက်ရဲမောစဲတွင်အေးဆောင်ရင်ထဲကဒေါသသည် ပြည့်စင်နေ။သူဟာငါ့ကိုသိမ်းကားခြင်းလို့အပြစ်ရှာခြင်းလို့ရမဲရှာပြီးစွဆွဲတာဆိုရင်ထပြေးမှာပေါ့။အခုတော့သူဟာငါ့ကိုကျင်နာရှာပါကလား။တွေ့တာရှာပါကလား။ဟိုဒီအတွေ့အကြုံ ရင်တွဲနာအေးများတယ်ဟွညမ်းကြီးပဲသူများကြောက်တယ်မှတည်လို့ဖမ်းပြီးကြဲထတာမဟုတ်လားဟွညစောင်းခဲယုံတာမဟုတ်ရန်တွေ့ယုံတာမဟုတ် အစီပြန်နေတော့ရင်ဘက်ကို လိန်ဆွဲပြီးမှထရက်တယ်တစ်ဆက်ထဲမခေါ်တော့ဘူးဆိုကခြေဆောင်ထွက်သွားတော့တယ်ဒီလိုပဲတစ်သက်လုံးစိုးနွယ်သွားတော့မှထင်မှရဲ့မြတ်တော်ရဲ့အေးဆောင်မှရင်ဘက်ပေါ်ရှိလက်သေးရာကိုငုံကြည့်လျက် ချမ်းချမ်းမြေမြေကြည်ကြည်နုနုရေရွတ်ရင်ကြံခဲ့ချေတယ်။ဟုတ်ကဲ့ပါရှင်။စာရေးဆရာကြီးစင်ဖြူကျောင်းအောင်တဲ့ရည်သားထားတဲ့နွဲဆိုတဲ့ဝတ္ထုတော်လေးကဒီနေရာလေးမှာပဲပြီးဆုံးသွားပြီဖြစ်ပါတယ်။